တမင်ဆယ်လန်းကြားတလန်းတယ်။ကြောင်မရှိမှကြွတ်ထားတဲ့ပုံစံမျိုးဖြစ်မှကြောက်လို့အခုမင်းရှိမှမင်းတပည့်တရှိရှင်းအကုန်ကိုခေါ်တော့လိုက်။ပါ။ဟဲ့လူမိုက်။ဟဲ့။ငါလူမိုက်တော့မဟုတ်ဘူး။စာတော့ရှိ။ကြိုက်သွားပြီကွာကြိုက်သွား။မင်းကိုငါနဲ့အတူလှုပ်လှုပ်ဖို့အတွက်ဖိတ်ခေါ်တယ်။မင်းအတွက်မနစ်နာစရာပါ။ မင်းတို့ထီမိုးပေးမယ်မင်းဘဝကြီးတာယာပြီးတော့ကောင်းသားပြီဘယ်နဲ့ဟမ်မင်းတို့အပေါ်ရန်ရွှေမုတ်ကျဲပြီးအတွင်းမှာကြောက်စရိတ်ကဖြစ်နေတဲ့ကောင်ငါလိုကောင်ထီမိုးပေးမယ်ဆိုအစင်းတော့မင်းတိအောင်ငါတခုပြောပြလိုက်ငါပေးဆိုရပေါ့တကောင်နဲ့ကြမ်းအပျော်လဲမမတ်တလို့အဖော်လဲမမတ် သူများပြောတိုင်းရှင်နေတယ်မှာမပြေမပါဘူးကွာမင်းစကားတွေရှင်းလိုက်မင်းစကားကြောင့်မင်းနမရရပါလိမ့်စင်တယ်ကိုစိတ်တည်နေမဖုံးစမ်းပါမင်းပါကောင်လဲဆိုတော့အတိတ်ကြီးတာမင်းကြော်ရေးပတ်စပ်ပေးမှလားမပေးဘူးလား မင်းတို့မိုက်လာမမိုက်လားဆိုတော့ငါမသိဘူးတတိမုံကိုဂူမမြင်နဲ့ဟေးမင်္ဂလာရှိနေတဲ့မင်းရဲ့အိတ်လေးကစက်ကတော့အားသွားအိမ်ဖြစ်သွားမယ်ငါတက်ကြည့်ဆန်တီးယာတင်းနေတော့ဟုတ်ဘူးဘယ်လိုစိုက်ကြည့်ဘောဘူကောင်းမှာရောနားလည်လာရပါပြေးမလာမပြေးလာပြေးပါမှာပါပြေးလာဒါမှမလာပြေးဟိုဟို 你来给我查，哦，货吧货吧货吧 ှင်းတန်ဒီွားပဲလားဟိုကျွန်တော်ကဒီွားဇာတိတော့မဟုတ်ဘူးဗျာဒါပေမဲ့ဒီွားမှာចောင်းဆရာဖြစ်နေတာဝန်ထမ်းဆောင်နေတာကြာပြီဆိုတော့ကိုယ့်ရဲ့ရွာလို့ဖြစ်နေပါပြီဩဆရာမခုမှဒီွားကိုတာဝန်ကြတာဆိုတော့ဒီွားနဲ့တိတ်မြင်နေနေဘူးလေအဲ့တော့ဆရာမတခုခုလိုအပ်တာရှိလို့ရှိရင်ကျွန်တော်ပြောပါဟုတ်ကဲ့ပါဆရာခုလိုယူဆိုင်ပေးကြတဲ့အတွက်ရရွာနဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်နော်ရပါတယ်ဗျာ အားလည်းငပိခွာကျုပ်ဘာလို့ကြည့်တယ်မရှင်းတယ်လို့လားခင်ဗျာဆောက်ချိုးတွေပြင်တော့မျက်လုံးတွေဖောက်ထုတ်ပလိုက်လို့မျက်ကန်းဖြစ်သွားမယ်နားလည်လား ငါပေးဆိုတော့ကောင်ကွာစောစောစီစီမူးယူပြီးတောင်းကျမ်းနေချက်တည်းရေးကိုမရှိဘူးဆရာမကျွန်တော်တို့ဒီလိုလူမိုက်နဲ့ဝိုးဝဲနေကွန်းတော့တာပဲကောင်းမယ်ဗျဒီဘက်ကနေကွာ ဒါလေးချက်ထားကြနော်ဆရာမ။哦ဆရာရှင်တန်။ဆရာမစာတင်ရတာအဆင်ပြေလား။ပြပါလေဆရာရှင်တန်။ဖိတယ်ရလဲလိမ်မာကြတယ်လေ။ကောင်းနေဗျာ။အရင်ဆရာတွေကတော့ကလေးတွေကိုရိုက်လဲရိုက်တယ်။ကလေးတွေကသူတို့နဲ့ဆိုရင်စာမတင်ကြညာဘူးဆရာမရဲ့။ဟိုဆရာမနဲ့ကလေးတွေစိတ်ဝင်စားနဲ့စာတင်နေကြရတာမြင်ရတော့တကယ်ကိုကြည်နူးမိတယ်ဆရာမရဲ့။အတက်လဲတင်။ ဲ့ပြင်ဆုံးမသိပ္ပမချံရေးရံစီကတင့်ရံအဖို့ဆရာတို့စစ်မှုဝင်ငါးပြားဆိုတဲ့အတိုင်းပဲဆရာတယောက်ဟောဆရာတယောက်ရဲ့ခြင်းဝင်တယ်ဒီတပည့်တွေပေါ်မှာထားရှိရမှာပဲလေတာမတင်နေတဲ့ကလေးတွေကိုစာတင်ခြင်းလာအောင်စိုးနေတဲ့ကလေးတွေကိုလိမ့်မလာအောင်ချော့တခါချောက်တလက်နဲ့သုံးမပေးရမှာဆရာတယောက်ဝတယောက်ရဲ့မဟုတ်ဘူးလားဆရာရဲ့ဆရာတယောက်ဟောစေတနာဝါဒနာအနစ်နာနာသုံးနာကိုလက်ဝဲကင်ထားပြီးတော့ပညာတင်ကြရတယ် ဒါမှလည်းကလေးတွေကသူတို့ဘောမှာစေတနာထားပြီးပညာတင်ပေးတဲ့ဆရာကိုချစ်ပြီးစာတင်တင်ကြမှာပေါ့ဆရာရဲ့မှန်တာပေါ့ဗျာဒါနဲ့ဆရာမဒီကျောင်းဆရာမလို့ကိုဝါရဏကျောင်းလောက်ခဲ့တာလားဟိုဒါမှမဟုတ်မိဘကျောင်းလောက်ခဲ့တာလားတမငငယ်လေးကလေးကမိနဲ့မိကဆုံးသွားတယ်လေမိဘမဲ့ကျောင်းမှာကြီးပြင်းလာခဲ့ရတယ်လို့ဆိုတော့မိဘရှိတဲ့ကလေးတွေကိုလည်းမိဘရဲ့တန်ဖိုးကိုသိစေချင်တယ်မိဘမရှိတဲ့ကလေးတွေကိုလည်းအားမငယ်စေချင်ဘူး ကိုလက်ထပ်တူခံစားရတယ်။ထင်းကုန်မရှိတဲ့ဆုံးဟာပျက်စီးရလွယ်သလိုဆုံးမလွန်တင်မှုမရှိတဲ့ကလေးကလည်းပျက်စီးရလွယ်ကူတယ်လေ။ဒါကြောင့်မို့လဲကလေးတွေကို လိမ်မအောင်ပညာတင်ကြားပေးနိုင်တဲ့ဆရာမအလုပ်ကိုရွေးချယ်ပေးခဲ့တဲ့ဆိုပါတော့။ဆရာမလေးရဲ့စိတ်ထားကတော့တကယ်ကိုမုံမြတ်တာပဲဗျာ။မြောက်ပြောနေပြန်ပြီဆရာရှင်းတတ်ရလား။တကယ်ပြောတာပါဆရာမရေဆရာပါတတ်စာပြန်မို့ဩအေးတော်တော်ဆရာမလာခဲ့မယ်နော်ဟုတ်ကဲ့ဟုတ်ဆရာမ ဟိုကျွန်တော်လည်းကလေးတွေကိုတော့ပြီးတော့စာတင်လိုက်အောင်မယ်နော်ဟုတ်ကဲ့ပါကိုရှင်းတဲ့